နေကပထမဦးဆုံးပဲခင်ဗျာသူ့ကိုဟိုမနေ့ကရဟဆယ်လုံးမပဲအဒီဟာနဲ့စဆုံးဘူးတော့ဗောဟုတ်အပြင်မှာကြောအဲ့လိုဖြူဖြူလုံးလုံးလေးနဲ့နုနုဖက်ဖက်လေးဗောနော်ဆိုတော့ချိန်နေတွေပါဆိုတာထက်ပြီးချစ်တာဗောနော်အငြင်းလဲအဲ့လိုနုပြိုနေရတဲ့ technique တွေပြောအောင်လို့အဲ့လိုစိတ်ထားပုံထားနေလေးတွေဗောအဲအဲ့လိုမျိုးဘယ်လိုစိတ်ချမ်းသာအောင်နေလဲအဲ့လိုလေးရောကျွန်တော်မေးဖြစ်ပါ စိန်စပယ်ဘူးနဲ့ကကိုအောင်လင်းတို့နဲ့အတိရတော့ကြာပြီပေါ့နော်တခါမှတော့သူတို့နဲ့အတူဒီလိုကြော်ညာပြီးပါအမြဲဘူးအခုဒါသူတို့အတွက်ပထမဆုံးရိုက်ဘူးရိုက်ကူးဖြစ်မှာပေါ့ကျွန်တော်လည်းမရိုက်ဘူးတဲ့ပုံပေါ့နော်ကျွန်တော်လည်းမရိုက်ဘူး NU ဟာဝင်းရွှေလဲသူတခါမှဒီလိုပုံစံမျိုးမရိုက်ဘူးလို့ပြောတယ်မအီတောင်းလည်းမရိုက်ဘူးအားလုံးရဲ့ first ပုံစံပေါ့နော်ဆိုတော့ဒီကြော်ညာလေးထွက်တဲ့ချိန်ဆိုလို့ရှိရင်တော့ပရိသတ်တွေတွေ့မှာပါအမြင်ဆန်းဆန်းလေးနဲ့အားလုံးတိချာလေးစီစူးစမ်းထားကြတာပေါ့ ပြောစရာကောင်းတဲ့တကယ်ဟိုဘဝမှာအမတ်တရားအနေနဲ့ဂျန်ခဲ့မဲ့တခုတည်းမှလည်းပါပါတယ်။ပြီးတော့ထူးထူးဆန်းဆန်းကြော်ညာလေးဆိုတော့ပြိတ္တတွေအမြင်ဆမ်းမယ်လို့ကျွန်တော်ထင်တယ်။စိန်စွေဘူးကစိန်နေကြတော့ကျွန်တော်စမြင်မြင်ရင်အဓိကကတော့လက်ရပါတော့။ဒီကလက်ရဆိုတော့သူတို့ လက်ရာတွေကဘယ်လိုပြောရမလဲမြင်မြင်ချင်းမှာတိကျပြီးအရန်ကိုတက်ရက်တယ်လို့ကျွန်တော်မြင်တယ်စိန်တွေရဲ့စိန်တွေကလည်းအဲ့လိုဖွေးပြီးတော့တော်တော်လေးကိုတန့်တာကိုမြင်ရပြီးတော့သူတို့ဒီမှာအမခံချက်အဓိကပေးနိုင်တယ် lifetime warranty ပေါ့နော်ဆိုတော့ဒါတွေကဒီသူတို့ရဲ့စိန်စပယ်ဘူးဆိုတော့ဂုံပုတ်ကိုပဲနှစ်ရှည်လာများထိမ့်သိမ်းစေနိုင်တယ်လို့ကျွန်တော်ထင်တယ် anyone เนี่ยပထမအဦးဆုံးပဲခင်ဗျာသူ့ကိုဟိုမနေ့ကရဟဆယ်လုံးမပဲ anyone เนี่ยစဆုံးဘူးတော့ဟုတ် anyone လာ anyone ဘယ်ပြောမလဲ မြင်မြင်ချင်းဟိုချစ်စရာလေးပေါ့နော်ဒီအသက်ဒီရွယ်ဒီဟိုဒီလိုအပြင်မှာကြောက်အလိုဖြူဖြူလုံးလုံးလေးနဲ့နုနုဖက်ဖက်လေးပေါ့နော်ဆိုတော့ဟိုတကယ်ဟိုအရင်ခက်ကလေးကလည်းမင်းသမီးဒီဘက်ခက်ဒီချိန်ထိဟိုမင်းသမီးတယောက်လိုမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဆန်သူ့ရဲ့ ံပေါ့နော်မြင်ရစိတ်ချမ်းသာတယ်ဟုတ်တယ်သွားပြောလိုက်ပြီပြောရကျွန်တော်လည်းမနေနိုင်တာနဲ့မနေရအဲ့ any way မှာကျွန်တော်ရဟာဇယ်လောက်ကြရတော့ဒီကြောင့်ညာအတွက်ရဟာဇယ်လောက်ကြရတာကျတော့အဲ့ဒါနဲ့လောက်ပြီးသွားတော့ဒီဘွားလို့တာဆုံတွေ့ရတာအရန်ဝမ်းသာတယ်လို့ဟိုဘာလို့လဲဆိုတော့ any way လို့ဟိုမင်းသမီးကြီးနဲ့ကျတော့တွေ့ဖို့ကအရန်ခဲရင်းတယ်ခဲရင်းတဲ့အပြင်ဟိုသူတို့ကတုံတန်ယုံလဲဘမသိပ်မရိုက်ကြတော့ ဟိုကိုကစုံခြင်းတောင်မှစုံဖို့ကမလွယ်ဘူးပေါ့နော်အမှုပညာအတူတူလှုပ်ဖို့ဆိုပုံမလွယ်ဘူးပေါ့အဲ့ဒါဆိုတာကျတော့ဟိုဟိုပျော်ရွှင်တဲ့အကြောင်းလေးကိုကျွန်တော်တကူတကပြောဖြစ်တာပါဟုတ်ရှိန်နေတွေပါဆိုတာထက်ပြီးချစ်တာပေါ့နော်ဟိုမြင်မြင်ချင်းချစ်တာပေါ့ဆိုငယ်ငယ်တုန်းကတော့ကျွန်တော်တို့ TV မှာဒီ animal ကိုကျွန်တော်တို့မမီလိုက်ဘူးပေါ့နော်မမီရဲ့အချိန်မှာသူတို့ကားတွေပြန်ကြည့်ရဲ့အချိန်မှာကျတော့လေဒီဟိုအရင်တည်းကတရုတ်ဆောင်တာတွေကအရန်ကောင်းခဲ့တာလေအရန်ကောင်းတော့ဟို ဟိုဘက်ခက်ကသရုပ်ဆောင်နေဆိုလို့ရှိရင်ဒါဒီဘက်ခက်မှာပြောင်းကြည့်ရချိန်မှာအရန်ကောင်းတာဆိုတာလူတိုင်းလည်းသိမှာပါအဲမနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်အဲ့အကြောင်းနေအဲ့ဇလန်းနေကြိုက်တဲ့အကြောင်းနေလည်းအများကြီးပြောခဲ့တယ်ဘုရားလိုတောင်းပါအဲ့မှာပြတာအဲ့လိုပေါ့နော်ဟိုဟိုအမြဲတမ်းအဲ့လိုနုပြိုနေရတဲ့ဟို technique တွေပြောလို့အဲ့လိုစိတ်ထားပုံထားနေလေးတွေပေါ့အဲအဲ့လိုမျိုးဘယ်လိုစိတ်ချမ်းသာအောင်နေလဲအဲ့လိုလေးတွေကျွန်တော်မေးဖြစ်ပါ အနီဝါလည်းပြောတယ်အနီခင်မမို့ရေးဆိုလည်းပြောတယ်သူအရာရာကိုအရင်ကြီးတိတ်မခံစားဘူးပေါ့ဥမာစိတ်ညစ်စရာရှိရင်လည်းမခံစားနဲ့ပြီးွားလို့ရှိရင်အရင်ပျော်စရာရှိရင်လည်းအရင်မပျော်လိုက်နဲ့ပေါ့အဲ့ဒါနဲ့အနီဆွမ်းနာဟိုအနီမို့ရတော့မှအဲ့လိုပြောတာကြကျွန်တော်နည်းနည်းတွေးနေတယ်သူကစိတ်ညစ်စရာရှိရင်လည်းအရင်မခံစားနဲ့ဆိုတာကတော့နားလေဒါပေမဲ့အရင်ပျော်စရာရှိရင်လည်းမပျော်လိုက်နဲ့ဆိုတာဘာကြီးတုံးလို့ဒီမို့လို့ပြောတာကြတော့အဲသူပြီးတော့ဒေသရှင်းပြစိန်စွေဦးကြောင်ညာက ကျွန်တော်ကိုယ်တိုင်လည်းဘဝမှာတစ်ခါမှမလုပ်ဘူးတဲ့ပုံစံမျိုးပေါ့နော်ဒီထဲမှာပါဝင်တဲ့တယောက်ချင်းစီတိုင်းကလည်းမလုပ်ဘူးတဲ့ acting မျိုးတွေပေါ့နော်ဆိုတော့ထွက်လာလို့ရှင် entertainment တခုတော့ဖြစ်မယ်ထင်တယ်ပြိတ္တတွေနည်းနည်းလေးသဘောကျပြီးသဘောတွေ့မဲ့ချွန်ညာလေးတခုဖြစ်မယ်လို့ကျွန်တော်ထင်တယ်